RWS မှာရှုံပွဲမရှိပွဲကျနေတဲ့အဲမူရဲ့ပြိုင်ဘက်မင်္ဂလာပါပရိသတ်ကြီးအဲမူကတော့သူ့ရဲ့ပြိုင်ဘက်ကိုချိန်ညာလိုက်ပြီးပဲဖြစ်ပါတယ်ဒီဖိုက်တာကတော့ဂျူးဖိုက်တာဖြစ်ပြီးအဟာဘတ်ကော်ဒွန်ဆိုသူလည်းဖြစ်ပါတယ်လွန်ခဲ့တဲ့လကမှ1ချန်ပီယံရှစ်မှာစာချုပ်တဲ့ရရှိထားတဲ့သူတစ်ယောက်ပါဖွင့်ပွဲကိုလည်းဝမ်းမာပဲထိုးရမှာဖြစ်ပါတယ်သူကတော့အသက်18နှစ်သားရှိပြီးအရက်ကတော့9ပြည်6လက်မှာပါအဲမူနဲ့အရက်ချင်းအတူတူပါပဲ professional မွေထိုင်းပွဲမှာ9ပွဲထိနိုင်ထားပြီးရုံပွဲလုံးဝမရှိဘူးသေးပါဘူးဒီ9ပွဲက promotion ပွဲတွေမှာထိုးတက်တဲ့ pro ပွဲစဉ်တွေပါအခြားနိုင်ငံကုန်းဆောင်ပွဲတွေလည်းအများကြီးထိုးတက်ထားပါတယ်အတိအကျပြောရမယ်ဆိုရင်တော့56ပွဲနိုင်ထားပြီး4ပွဲရှုံးထားသူတယောက်ပါစုတစိတ်တွေအများကြီးရရှိထားတဲ့လူငယ်ဖိုင်တာတယောက်လည်းဖြစ်ပါတယ်သူရထားတဲ့စုတစိတ်တွေကတော့ EMF champion, Keyword War champion, IFMA ဂျီတိတ်ဆူရှင် WAK ကိုရွှေတိတ်အဆုရှင်တွေကိုလည်းရရှိ ထားတာလည်းဖြစ်ပါတယ်။ညီကို၃ယောက်မှာအငယ်ဆုံးဖိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။နှစ်ယောက်မှာအခု RWS မွေထိုင်းစီးဒီမှာကစားနေပြီးတစ်ယောက်ကတော့ MMA ဖိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။အမူရဲ့ပြိုင်ဘက်အဟာဗတ်ဂေါ်ဒွန်က RWS မှာရှုံးပွဲမရှိပွဲကျမ်းနေသူတယောက်ပါ။မွေထိုင်းဖိုက်တာတွေကိုတတောင်ရိုက်ချင်တဲ့နောက်ပြန်ကန်ကျက်တွေနဲ့အမောက်သိမ့်နေသူလည်းဖြစ်ပါတယ်။အမွေတေချာဂိမ်းပလန်ဆွဲပြီးကစားတဲ့ပွဲမျိုးလည်းဖြစ်ပါတယ်။ ပွဲကတော့တကယ်ကိုကောင်းမဲ့ပွဲမျိုးပါအမွေလေအလဲထိုးတဲ့ကောင်အဟာဘတ်ဂေါ်ဒွန်ကလည်းအမောက်တိတ်တဲ့ကောင်ဆိုတော့ဒီပွဲကတော့ကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်ဒီပွဲကတော့လာမယ့်21ရက်နေ့ညကျရင်ကြည့်ရှုရမှာလည်းဖြစ်ပါတယ်ပရိသတ်ကြီးလည်းအမွေအလဲထိုးအနိုင်ရရှိဖို့အတွက်အားပေးလိုက်ကြရအောင်ဗျာအဆုံးထိကြည်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်